ကဲခုအရင်ဟောဖြစ်နေ Wave application install လုပ်လို့မရပြဿနာဖြစ်နေဆိုရင်နောက်ဒီဗီဒီယိုလေးကိုအဆုံးတကြည့်ပါနော်ပြီးတော့ wave account ကိုဘယ်လို create လုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာ wave application ကိုမသိသေးရသူဆိုရင်เนาะကျွန်တော်ရှင်းပြပါမယ် wave application ဟာ video တင်ပြီးပတ်စံရှာလို့ရနိုင်တဲ့ TikTok Facebook YouTube လိုမျိုး application တစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူရဲ့အားသာချက်ကတော့ monetization ကိုလွယ်လွယ်လေးနဲ့အောင်နိုင်တယ်သူများတင်ထားပြီးသား video တွေလည်းတင်လို့ရပါတယ် copyright လည်းမမိပါဘူးဒါဆိုရင်เนาะ wave application အကြောင်းသိသွားပြီးထင်ပါတယ် ကျွန်တော်ဒီမှာ wave full လို့ရိုက်ချလိုက်တော့ဒီမှာ wave full application တော့ကြာလာတဲ့အချိန်မှာအဲ့ဒီ application ကိုကျွန်တော် install လုပ်လို့မရဘူး။အဲ့ဒါသူ sudden လေးတော့ရေးထားတယ်။မင်းနိုင်ငံမှာဒီ application ကို install လုပ်လို့မရဘူးဆိုတာကိုရေးထားပါဗါတယ်။အဲ့ဒါဘာကြောင့်ပေါ်နေရလဲဆိုရင်ကျွန်တော်ဒီအာမြန်မာနိုင်ငံမှာရှိရလူတွေလည်းဒီဒီလိုမျိုးပေါ်ရဲဒါမှမဟုတ်မြန်မာနိုင်ငံကနေ Gmail account ဖွင့်ပြီးတော့တခြားနိုင်ငံမှာလာပြီးတော့နေရလူတွေဆိုရင်လည်းအဲ့ဒီ Gmail account ဆက်သုံးနေရဆိုရင်တော့ဒီလိုလေး sudden လေးပေါ်ဘောနာအဲ့ဒီ application ကိုကျွန်တော်ဖွင့်လို့မရပါဘူး။ install လုပ်လို့မရပါဘူး။အဲ့ဒါဆိုရင် promotion ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဥပမာ ဒီထိုင်းနိုင်ငံဖြစ်တာတခြားနိုင်ငံမှာရောက်နေရလူဆိုရင်အဲ့ဒီနိုင်ငံမှာကျွန်တော် Gmail ဖွင့်လာဆိုရင်အဲ့ Gmail ကိုဒီထဲမှာသွားပြီးတော့ပြောင်းပေးရမှာပါတကယ်လို့ကူတာမြန်မာနိုင်ငံမှာရှိနေမယ်ဆိုရင်ကျွန်တော် Gmail အသစ်တစ်ခုကိုဖောက်ရမှာအဲ့ Gmail အသစ်တစ်ခုဆိုရင် NL VPN ခံပြီးတော့ Gmail အသစ်တစ်ခုဖောက်လိုက်ဖောက်ပြီးရင်အဲ့ဒီ Gmail ကိုဒီ Play Store ထဲမှာပြန်ထည့်ရပါမယ်အဲ့လိုမျိုးထဲမှာဒါကျွန်တော် install လုပ်ရအောင်ပါဥပမာနဲ့ကျွန်တော်အခုပြပေးပါမယ်နော် အခုဆိုရင်ကျွန်တော်တခြားကြည့်မျိုးကိုပြောင်းလိုက်ပါပြီအဲဆိုရင်ကျွန်တော်ဒီ wave full ဆိုတော့ရေးပြပါမယ်အခုဆိုရင်ကျွန်တော်ဒီမှာ wave full account ကိုကျွန်တော် install လုပ်လို့ရပြီကျွန်တော်စကြိုင် install install လုပ်ထားဆိုတော့ကျွန်တော်ဒီမှာ open လေးပေါ်နေတာမိတ်ဆွေဆိုရင်လည်းဒီအတိုင်းလေးစမ်းကြည့်နော်ကဲအခုကျွန်တော်တို့ဒီ wave full account ကိုကျွန်တော် install လုပ်ပြီးသွားဆိုရင်တို့ဘယ်လိုဖောက်မှာဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြပြပေးသွားမှာပထမဆုံး application နဲ့ဝင်လိုက်ပါ ဟုတ်ဒီ wave account ကိုပထမဆုံးဖောက်မှာဆိုတော့ကျွန်တော် join wave ဆိုတာကိုနှိပ်လိုက်ပါဒီနေ့အောင်ကျွန်တော်မွေးနေ့ကို project လိုထည့်လို့ရပါတယ်ပြီးတော့ကျွန်တော်ဒီမှာ gmail account တစ်ခုကိုကျွန်တော်ထည့်ရပါမယ်ပြီးဒီနေ့အောင်မှာကျွန်တော် user name ချိန်တာထည့်လို့ရပါတယ်ဒီနေရာမှာ3ခုလောက်ရေးလိုက်ရင်လည်းရပါတယ် continue နိုင်မယ်ရေးပြီးွားရင် ကဒီနေရာရောက်သွားပြီဆိုရင်ကိုချက်တက်ရွေးပြီးတော့ကျွန်တော်တက်ပုံဖြည့်ဗီဒီယိုဖြည့်တပုတ်လောက်တစ်ခုလောက်ပေါ့နော်တပုံဖြည့်ဖြည့်ဒါမှမဟုတ်ဗီဒီယိုတပုတ်ဖြည့်တင်ပေးရမှာပါကိုရွေးပြီးသွားဆိုရင်ဒီနေရာအများလေးရှိရအောင်နေလိုက်ပါဒီနေ့ caption နေရာမှာကိုကြိုက်တဲ့ဟာရေးလို့ရပါတယ် ။ပြီးရင်အောက်နာအများလေးရှေ့အားဝင်လိုက်ပါ။ကဲအဲ့လိုဆိုရင်တော့ကိုကတင်ပြီးွားပါပြီ။ကဲကိုတင်ပြီးွားဆိုရင်ဒီနေရာမှာကျွန်တော်ဒီ home မှုသွားပြီးတော့ကျွန်တော်ကြိုက်တဲ့ news တွေပါဖတ်လို့ရတယ်၊ video ပါကြည့်လို့ရတယ်။ကိုတင်လိုက်တဲ့ video ကဒီမှာရောက်လာပြီနော်။ကဲအဲ့ဆိုရင်မိတ်ဆွေတို့ဒီ download များပြဿနာရယ်ပြီးရင်ဘယ်လို create လုပ်ရ wave account ဘယ်လို create လုပ်ရမယ်ဆိုတော့မိတ်ဆွေသိသွားပြီထင်ပါတယ်။ ဒီလိုမသိသေးရရှိရင်လည်း comment ထဲမှာရေးပေးကြပါနော်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ